လာပါမိတ်ဆွေတို့ကိုဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ software လေးရတော့ဂီတသမားတွေအတွက် အရန်ဖိုးတန်တဲ့ရွှေ software လေးဖြစ်ပါတယ် software နာမည်ကတော့ Soundmaster Pro ပါဒီ software လေးကဘာလို့ပြီးနိုင်လဲဆိုတော့ကျွန်တော်ထည့်ဖွင့်လိုက်တဲ့ MP3 file wave file လေးကိုဒီလို return call လေးတွေအကုန် notes ထုတ်ပေးတယ် call ကနည်းနည်းပေါ့ပေါ့ပြင်ရတာမျိုးတော့ရှိတယ်ဒါပေမဲ့တော်တော်အထောက်အကူပေးတယ်နောက်တစ်ခါဒီ line ရင်းကို missing ဆွဲပြီးသား wave file mp3 file ကိုတလိုင်းချင်းပြန်ခွဲထုတ်လို့ရတယ် အစိုးတတ်တတ်အတီးတတ်တတ်အတီးမမဂီတာလားဘေ့စ်လားဒရမ်လားကီးဘုတ်လားအဲ့လိုတလိုင်းချင်းတလွှာချင်းကိုပြန်ပြီးတော့ခွဲထုတ်လို့ရတယ်စတန်လို့လည်းခေါ်တာပေါ့အဲ့ဒီပြင်ကိုတမ်ပိုတွေအနှေးအမြန်ချိန်လို့ရတယ်ကီးတွေကိုကကီးမြင့်နေတယ်ဆိုရင်ဒီသချင်းကကီးမြင့်နေလို့ကိုမစုံနိုင်ဘူးဆိုကီးလျှော့ပြီးဆိုလို့ရတယ်သချင်းနှုတ်ထုတ်တဲ့နေရာမှာသချင်းကမြန်နေလို့ဥမာကိုကဂီတာဆိုလို့ပဲနားမကွဲဘူးဆိုရင်တမ်ပိုချပြီးတော့တလုံးချင်းနားထောင်ပြီးတော့ notes ထုတ်လို့ရတယ်ဒီ software လေးကိုကျွန်တော်အသုံးပြုပုံထက်အသုံးဝင်ပုံလေးတွေကိုပဲ ပြောပြသွားပါမယ်။ဒါလောတဲ့ကျွန်တော်သင်းဆွတ်ထည့်ထားတာပေါ့။ကျွန်တော်ပြန်ထည့်လိုက်မယ်သင်းကို။ file out က open audio file နှိပ်လိုက်ပါ။အဲ့မှာကျွန်တော်ဘိုးတော်ကတီးထားတဲ့သင်းလေးဒီမိုတီးထားတဲ့သင်းလေးတစ်ပုဒ်ရှိတယ်။ဆိုမင်းသူဟာခုနဖွင့်ပြရတာပဲ။ဒါလေးကိုကျွန်တော်ဖွင့်လိုက်မယ်။ဒီမှာ तू analyzing လုပ်နေပြီ။ तू analyze ပြီးတဲ့ ठी တော့ခဏလေးစောင့်ကြည့်ရမယ်။ तू analyzing course ဆိုပြီးပြရနေတယ်။အဲ့ဒီမှာပြီးသွားပြီ။ဒီမှာ notes တွေပြရနေပြီ။ဒီသင်းကိုကျွန်တော်တို့ဒီမှာတန်ဖိုးအနည်းရှော့လုပ်လို့ရတယ်။ pitch တွေအတင်ချလုပ်လို့ရတယ်လုပ်လို့ရတော့အများကြီးပဲပေါ့နော်ဒီမှာ volume တိုး short ရမယ်နောက် key လည်းချိန်လို့ရတယ် key ချိန်မယ်ဆိုရင်ဒီကကိုကအခုဖွင့်လာတာ f sharp minor key ဆိုပြီးပြနေတယ် ချက်ကနေဒီကောင်ကိုကျွန်တော်ဒီမှာ C နဲ့ပြောင်းကြည့်မယ်ဒီမှာ change key လို့ပြလာတယ် yes လို့ပဲနှိမ့်လိုက်မယ်အဲ့လိုမျိုးပေါ့နော်မူရင်းကီးကိုပြန်သွားလိုက်မယ်နောက်တမ်ပိုနှေးကြည့်မယ်စပီကိုကျွန်တော်ရှော့လိုက်မယ် ညံကြည့်မယ်မတ်ဘယ်ဒီလုံးရှုံလုံးနေတယ်မိဘနာမနဲ့တောင်ရှုံစက်ခံနေတယ်ဘဝကြောင့်မယ်ဒီကိုလိုအပ်တယ်လို့ပြင်လို့ရတယ်ကျွန်တော် function တွေအများကြီးပါသေးတယ်ဒါပေမဲ့ကျွန်တော်အဓိကအရေးကြီးတဲ့ဟာပဲပြပါတာဒီမှာကျွန်တော်အဓိကအရေးကြီးတဲ့ဟာတွေပဲပြမယ်ဒီ sound sheet ဆိုတာကဒီ ချင်းရဲ့ code တွေကို notes နဲ့ပြတာအဲ့ဒါပြီးမှကျွန်တော်ပြရမယ်လောဆယ်ဒီကောင်ကိုကျွန်တော်ဒီမှာ stamp ဆိုတာရှိတယ် stamp နဲ့ခွဲတဲ့ဟာလေကျွန်တော်တလိုင်းချင်းခွဲထုတ်တာပေါ့နော်အစိုးတက်တက်အတီးဆိုရင်တလိုင်းချင်းတက်တက်အဲ့ဒါလေးကိုကျွန်တော် stamp နှိပ်လိုက်မယ် generate stamp ဆိုတာရှိတယ်ဒီ stamp လောက်ရင်နည်းနည်းလေးတော့စောင့်ပါလေဒီမှာ drum လား bass လားဒီမှာအကုန်လုံးပါတယ်နော် vocal guitar piano ကိုခွဲကျင်နေတာပေါ့ဥမာကိုက vocal တစ်ခုတည်းခွဲကျင်တာဆိုကျန်တဲ့အမှန်ချက်တွေကိုဖြုတ်လိုက်ပေါ့ အဲ့ဆိုဖိုကယ်တလိုင်းနဲ့တီးတန့်ကွဲထွက်သွားမယ်။ Okay ကျွန်တော် generate လုပ်လိုက်မယ်။ဒီမှာ separating truck ဆိုပြီးတော့ပေါ်နေပြီ။အဲဒီကောင်လေးကနည်းနည်းကြာတယ်ဗျ။အဲ့ဒါတော့ခဏဆောင်းအောင်မယ်။အခုဆိုပြီးွားပါပြီ။အချိန်တော့ညနေပြီးလဲရတယ်9မိနစ်လောက်ရှိမှထင်တယ်။ကျွန်တော်ဗီဒီယိုမှာတော့ edit လုပ်ပြီးမြန်မလိုက်မယ်နော်။အခုဒီ stamp ခွဲတာကဒီ stamp out က generate stamp ကိုနှိပ်ပြီးတော့ ီကောင်တလိုင်းချင်းပြန်ခွဲထုတ်လိုက်တာပါတခြင်းတွေကိုဒီမှာဆိုတလိုင်းချင်းဖြစ်သွားပြီဒီမှာ vocal drum guitar ဒါကိုတလိုင်းချင်းနောက်ကြည့်မယ်ကျွန်တော်ချောချက်ကနေရဲမွားချမဲ့တီလုံရှုံလုံးနေတယ်မိပွိုင်နာမနဲ့ကာရှုံချက်ဒါဘိုကေကြီးပဲဒီမှာ drum ကြီးပဲ ါဂီတာကြီးပဲဒါဘေ့စ်ကြီးပဲဒါပီယနိုပီယနိုကတီးထားတဲ့ line မရှိတော့ခဏလေးပီယနိုတောင်ခွဲထုတ်ထားတော့သိမမှန်ဘူးဒါကတော့ the rest rest ဆိုတာဘာလဲမသိဘူးချက်တော့ကြည့် ါအကုန်လုံးတလိုင်းစီခွဲထုတ်ထားတဲ့ဟာဒီလိုတလိုင်းစီခွဲထုတ်တာကျွန်တော်ကတော့ကပ်ကပ်မှာပိုကြိုက်တယ်ကပ်ကပ်ကလုံးဝအတန်လုံးဝမပျက်စီးဘူးဒီကောင်ကနည်းနည်းလေးပျက်စီးတယ်ဥမာဗိုကယ်ဆိုရင်လည်းဒီမှာတခြားအတန်လေးတွေပါနေတယ်ဘာကြောင့်မဲ့ပြီးလမ်းပိတ်ဆိုနေတယ်ဟိုအမကောင်းလေတို့ရင်ဒီအမကောင်းလေတို့ရင်အလုံးဝိုင်းမီဆန်အပြနေတယ်အတန်လေးကမူရင်းတန်တဲ့ဆိုင်နည်းနည်းလေး ဟိုတခြား effect တွေပါနေတယ်လို့လို့ဖြစ်နေတယ်ကပ်ကပ်မှာဆိုရင်လုံးဝကြည်ပြီးတော့ तू AI နဲ့ဖြတ်တာဆိုတော့လုံးဝတီးကြတယ်ဗျာကြည်တောက်နေတာပဲဘာအနှောက်အယှက်မှောက်မပါဘူးကပ်ကပ်ကတော့ပုံမိုက်ပါတယ်ကျွန်တော်အရင်တင်ထားဘူးတဲ့အဆိုတန်ဖြောင်းနှီးမှာပြန်ကြည့်လို့ရပါတယ်ကပ်ကပ်လည်းဒီလိုပဲတလိုင်းချင်းခွဲထုတ်လို့ရတယ် drum ဆို drum guitar ဆို guitar bass ဆို bass ပေါ့နော်မဒီကြတာဆိုရင်ကျွန်တော်မှာဆိုလို့နားထောင်မယ် sorry base တိုင်းဆိုဖွင့် သူကဖန်တံမှာရောနေသေးတယ်ကက်ကက်ဆိုမရောဘူးဗျအဲ့လိုလုံးဝကွဲထွက်နေမိုက်တယ်ဒါဆိုဂီတာဆိုလိုဒီဂီတာဆိုလိုဒီအတန်မြန်နေတော့ဗျကျွန်တော်နားထောင်ရတာမရှင်းဘူးဆိုရင်ဒီမှာစပီနဲ့ကျွန်တော်ချလိုက်မယ် လိုမျိုးပေါ့နော်နှေးပလိုက်လို့ရတယ်နှေးပလိုက်ရင်ကျွန်တော်နားထောင်ရတာအမြန်ထက်ဆိုင်ရင်ကိုနားမကွဲဘူးဆိုရင်တော်တော်ရှင်းသွားလိမ့်မယ်အဆိုသမားဆိုလဲဒါကိုကျွန်တော်တို့ vocal vocal ကိုတီးတတ်မဲ့ mute လုပ်လိုက်ဗျာ mute လုပ်လိုက်ပြီးတော့ကျန်တဲ့အားလုံးထုတ်လိုက်လို့ရှိရင် miss down ထုတ်လိုက်ရင်ဒီမှာ file ကနေတော့ export ထုတ်လို့ရမယ်ဒီမှာ export ထုတ်လို့ရမယ် export audio ရှိမယ်အဓိကတော့ export audio ပေါ့ export audio ကနေပြီးတော့ကျွန်တော်ဒီမှာ FLAC ရှိတယ် ORG ရှိတယ် MP3 wave ကြက်တရားထုတ်ပေါ့နော် ဒီမှာ quality ကို तू 0ကနေပြီးတော့8ထိရှိတယ်အဲ့ဆိုရင်တော့ high quality ဆိုတော့8လောက်နဲ့ထုတ်ရင်တော့ quality အပြည့်ထွက်မှာပေါ့အဲ့ဒါကျွန်တော်မလိုချင်တဲ့ဥမာ vocal မလိုချင်ဘူးဆို vocal ကို mute လုပ်ထားပြီးတော့ဒီကောင်ကို export ထုတ်လိုက်လို့ရှိရင် karaoke sound ဖြစ်သွားပြီပေါ့ဗျာကျွန်တော်ပြန်ဆိုလို့ရပြီအဲ့အဲ့လိုမျိုးပေါ့ကိုပြန်ဆိုတဲ့နေရာမှာမှဥမာ key ကကိုဆိုနိုင်တဲ့ key ထက်မြင့်နေတယ်ဆိုရင်ဒီမှာ transport ပုံစံမျိုးပဲဒီမှာ key ကိုကိုလိုချင်တဲ့ key သူက app shack ဆိုရင် app shack miner ဆိုရင်ကျွန်တော် e miner နဲ့ဆိုမလားဒါမှမဟုတ်ကိုကအာမရလို့မြှင့်မယ်ဆိုရင် g miner နဲ့ဆိုမလား g shack miner နဲ့ဆိုမလား a miner နဲ့ဆိုမလားအဲဒါမျိုးတွေပြောင်းလို့ရတယ်။နော်ဒီဘောဟာတွေကဒါ wave file နေနဲ့ကြည်တာဒါကတော့ mixer အနေနဲ့ကြည်တာဒါ wave ဆိုတာတော့ကျွန်တော်ခုနဆွဲထည့်ထားတဲ့ wave file ကြီးပေါ့မ MP3 ဆိုတာဆိုတော့ MP3 ပေါ့မယ် mixer ဆိုတာကတော့ကျွန်တော်ခွဲထုတ်ထားတဲ့တိုင်းချင်းစီကိုတည်တံ့ဖော်ပေးနေတာဒီမှာ pitch ဆိုပြီးတက်တက်ပေါ်တယ် ဲ့ဒါတော့ကျွန်တော်လေ့လာလိုက်အောင်မယ်မသိသေးဘူး software ကပြီးခဲ့တဲ့တရနှစ်ရမှာကျွန်တော်စိတ်ကြိုက်မဆန်းရသေးတဲ့အတွက်တချို့ဘိုင်းလေးမသိသေးဘူးနောက်မှကျွန်တော်လိုအပ်ရင်ထပ်တင်မယ်ဒီမှာ shift ဆိုတာကတော့ဒီ sound sheet နဲ့အတူတူပဲဒီမှာ notes ကိုတပုတ်လုံးစာကိုသူ notes ရေးပေးထားတယ်ဒီကခေါ်လဲရတယ်ဒီက sound sheet sound sheet မှာမှ option ရှိသေးတယ်ပါလေရှိအောင်လည်းမသိဘူးဒါတော့ဆက်လေ့လာပါတော့လောဆယ်ဒါဒီဒါဒီလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်မျှဝေပေးတာပါဒီထဲမှာတက်တက်ပြန်ချိန်လို့ရတာရှိသေးတယ်မဒရန်ဝဒီမှာတလိုင်းချင်းဒီကိုအတိုးလျှော့ မင်းစင်းတွေပြန်ဆွဲလို့ရဒီမှာ analyzer ဘာညာနဲ့ပါသေးတယ်ဒါထိတ်ဆုံးဟာဆိုတော့2ဒီမှာ speed ပါမယ်ဒီမှာ pitch ကို cm တိုးမလားနောက်ဒီမှာ optic တွေလည်း short လို့ရတယ်အတင်ချလို့ရတယ်ဒီမှာ pitch transpose ဆိုပြီးပါတယ် instrument transpose ဆိုပြီးပါတယ် auto pitch ဆိုပြီးပါ auto pitch ကတော့ auto tune လို့လားမသိပါဘူးအောက်မှာ key trainer ဆိုပြီးတော့လည်းရှိသေးတယ်ဒါလည်းကျွန်တော်မစမ်းမှုသေးဘူး loop pad တိုင်းလည်းပါအောင်မယ်လိုအပ်တဲ့သူရှိရင် ကျွန်တော်ဒီမှာမတောင်းပါနဲ့ကျွန်တော်တို့ YouTube Facebook TikTok ဘယ်ဟာမှပေးလို့မရပါဘူးလိုအပ်တာရှိရင် Telegram ကိုသာကြွလာခဲ့ပါကျွန်တော်ရဲ့ channel မှာ Telegram link ကိုထည့်ပေးထားတယ် post ကိုအောက်မှာ simo နှိပ်လိုက် Telegram link ပါမယ်ကျွန်တော်ရဲ့ profile မှာလည်းထည့်ပေးထားတယ်အားလို့တော့ဝင်ကြည့်ပါဗျာအားနေ link လေးပေးပါ link လေးပေးပါဆိုတာအဆင်မပြေပါဘူးပေးလို့မရတဲ့နေရာမှာပေးပါဆိုတာတော့အဆင်မပြေဘူးပေါ့နော်ဝါသနာရှင်တွေအတွက်အသုံးတည့်ပါလိမ့်မယ်ကျွန်တော်လေ့လာပြီးတော့ တခြား function တွေထပ်လေ့လာပြီးတော့ကျွန်တော်တင်ပေးပါအောင်မယ်။ loss ရတော့ဒါကျွန်တော်အကျန်းလေ့လာမိတဲ့လောက်လေးကိုမျှဝေပေးတာပါ။အားလုံးပဲအဆင်ပြေကြပါစေ။ဟိုသိကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်။ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်။